ငှက်မှုဆိုတားရဲငါးများနဲ့အပြန်တင်စားငှက်လေးများရဲ့အားပြိုင်ပွဲအိန္ဒိယသမုဒ္ဒရာရဲ့ကျဲပြန့်တဲ့ရေပြင်ထဲမှာဆွေးနော်မြေပုံတွေပေါ်ကအဆက်လေးတစ်စက်လိုမျိုးကမ္ဘာနဲ့အဆက်သွယ်ပြတ်နေတဲ့ကျုံးငယ်လေးတစ်ကျုံးရှိလိုနေပါတယ်ဒါဟာဆွေးနော်ဝေးလံခေါင်ပြတဲ့တန်နာကြောက်တန်းကျုံးတစ်ခုပါပုံမှန်အားဖြင့်ဆွေးနော်တိတ်ဆိတ်ငြိမ်သက်နေပြီမြေ6တွေ့ရာသီရောက်တိုင်းမှာတော့ဒီနေရာဟာဘဝနဲ့အသက်ရှင်သန်မှုတွေရဲ့အကြီးမားဆုံးသောလှုပ်ရှားမှုဗဟုသုတဖြစ်လာပါတော့တယ်။ဒီကမ္ဘာလုံးကနေစုဝေးလာတဲ့ငှက်တွေ အထူးသဖြင့်ငှက်ငယ်ပေါင်းတသန်းကျော်သူတို့ကကောင်းကင်ရံကိုရွေ့ရှားနေတဲ့အမဲရောင်မိုးတိမ်ကြီးဖြစ်နေဖန်တီးလိုက်ကြပါရယ်ဒီကျောင်းတွေကိုအသက်ဝင်စေခဲ့တဲ့အရာဆိုရင်တော့ငှက်လေးတွေရဲ့သားသမီးငှက်ပေါင်လေးတွေပါပဲနော်သူတို့ဟာမျိုးစိမ့်လိုက်ကြွားချမှုတွေရှိလို့နေပါရယ်တချို့ကတော့အတောင်ပံတွေကိုယုံကြည်မှုရှိရှိနဲ့ခံနိုင်တဲ့အချိန်မှာတချို့ကတော့လေထဲကိုတက်လန်းနိုင်မှုအတွက်အဆင်သင့်ဖြစ်မနေသေးပါဘူး။သူတို့ရဲ့လေချင်ရေးကွင်းကဆိုရင်တော့ကျွန်းရဲ့အလဲဘုံမှာရှိတဲ့ကြေပြန့်တဲ့ရေတိမ်ကန်ကြီးပဲဖြစ်ပါရည်။ နုံညံပြီးတော့လေးတိုင်းနှုံနေတဲ့ဒီရေပြင်းကျဲကြီးဟာပြန်တမ်းမှုစတဲ့လေးလာသူတွေအတွက်လင်းရင်ပြေးလန်းတဲ့အလားတန်တူလို့နေတာပါအစံတန်းဖြစ်နေတဲ့ငှက်လေးပြရာဆွေတော့လေးတဲကိုခက်မော့မော့လေးခုန်တားလိုက်ပါတယ်တုံဆိုင်တုံဆိုင်နဲ့အတောင်ပံတွေကိုခက်ကြည့်ပါတယ်လေးထဲမှာရှိတဲ့အချိန်တွေကိုထိန်းထားရင်းနဲ့အောက်ကိုပြုတ်ကြမသွားအောင်ကြိုးစားနေကြတာပါသူတို့ရဲ့လေးစဲမှုတွေကကြမ်းတမ်းပြီးတော့အနာယူချိန်နှဲပါနေရတော့အမှန်ပါပဲသူတို့မှရင်ငတ်နေတဲ့ဆွေနှောင်းမှာစမ်းသပ်ဖို့အချိန်မရှိပါဘူးတဲ့ရှင် ။ဒါကြောင့်လဲဆိုရင်တော့တို့ပါရေပေါ်မှာမနာရဲကြလို့ပါပဲ။ရေအရန်စားပြီးဆိုရင်တော့ရေတိမ်ကန်ရဲ့မျက်နှာပြင်စီကိုအနည်းငယ်ပြန်တန်းပြီးတော့ပါးစပ်ကိုဖွင့်ကတောက်ကြရပါတယ်။အရာကအသက်ရှင်တန်ရေအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတစ်ခုပါပဲ။နောက်ပြီးတော့အဲ့ဒီရေတိမ်ကန်ကလှိုင်းတန်လေးတန်သိမ့်မခံရပါမိအကြီးမားဆုံးအန္တရာယ်တစ်ခုတော့ရှိလို့နေတာပါအဲ့ဒါကတော့ Giant Trevely လို့ခေါ်တဲ့ငှက်မုံဆိုးသားရဲငါးကြီးတွေပါပဲဒီငါးတွေကမြန်မာလိုဆိုရင်တော့နာမည်တွေအများကြီးပိုင်ဆိုင်ထားတာပါ ငါးမီစင်ငါးအုံငခုံကလားငူငါဒလုံးဆိုပြီးတော့နေရာဒေတာလိုက်အမျိုးမျိုးခေါ်ကြတာပေါ့လေဒီကားရီကတော့ပုံမှန်ဆွေးတော့တကောင်နဲ့အမဲလိုက်တတ်တဲ့အဲ့လိုမျိုးငှက်မုတ်ဆိုတွေပါပဲအခုတော့ဒလုံးမျိုးငါးတွေကအကောင်60ကျော်နေပါတန်နာကြောက်တန်းရှိရာရေအင်စီကိုစုဝေးပြီးတော့ရောက်ရှိလေကြပါပြီအပြန်တန်စားငှက်လေးတွေကသူတို့ကိုဆွဲဆောင်လို့နေလိုပါပဲဘလိုပဲအန်ရီတွေရှိနေပါစေလေးချန်တာမပြေပါတဲ့ငှက်လေးတွေကအမြဲတမ်းလေထဲမှာမပြတ်နိုင်ကြသေးပါဘူး အတောင်ညောင်းလာတဲ့ချိန်မှာရေပြင်ပေါ်မှာဆင်းပြီးတော့နားကြရပါတယ်သူတို့ရဲ့အတွေ့အကြုံနုနယ်မှုတွေကငှက်မှုန်ဆုံးငါးကြီးတွေအတွက်တော့အကြိုက်တွေ့စီရပါပဲလေငါးကြီးတွေကရေအောက်ကနေတိတ်တဆိတ်ဖြေရှားလာပါတယ်အနာကလာတဲ့ခါမှာပါဇက်ကြီးကိုအစွမ်းကုန်ဖွင့်ပြီးတော့ငှက်လေးကိုထိုးဟလိုက်တာပါပဲကန်ဆိုးတဲ့ငှက်ကလေးတစ်ကောင်ကတော့ငါးကြီးရဲ့ပါဇက်ထင်းမှာပါသွားပြီးရေအောက်ကိုဆွဲချခံလိုက်ရပါတော့တယ်ခဏကြာတဲ့အချိန်မှာတော့ငှက်လေးစီကကျွတ်လာတဲ့အမွေးအတံတွေဟာရေပြန်ထက်စီကိုပြန်တက်လာခဲ့ပါပြီ ဒင်ကားတွေကအတွက်ချက်လဲတော်ကြပါတယ်ရေထဲမှာနားနေတဲ့ငှက်တွေပြင်ရေပြင်းနားမှာကပ်ပြန်နေတဲ့ငှက်တွေကိုလည်းခုန်ဖမ်းနိုင်စွမ်းရှိနေကြတာပါဒလိုအန်နီရီရှိနေပေမဲ့လို့လည်းငှက်လေးတွေကလည်းရေတိမ်ကန်ကိုစွန့်ခွာဖို့စိတ်ကူးမရှိကြပါဘူးတဲ့နော်ဒီနေရာကသူတို့ရဲ့အပြည့်စုံဆုံးလေးချိန်ရေကွင်းပါပဲဒင်ငှက်လေးတွေကတော့လာမယ်ပေးပြေးတွေ့ဖို့စဉ်းစားထားပုံရပါတယ်ရေတိမ်ကန်စီမသွားခင်မှာခြေထောက်တွေကိုမြေမှာရက်လိုက်ပါတယ်တိုက်ပွဲဝင်မှုပြင်ဆင်နေတယ်လို့ပါပဲလေ ပြီးတော့ရေတိမ်ကန်စီပြန်တန်းပြီးတော့ရေပြင်းမှာခက်ရဲရဲဆင်းပြီးတော့နားလိုက်ပါတော့တယ်။သူထင်ထားသလိုပါပဲခဏကြာမှငါးကြီးတကောင်ကသူ့ကိုထိုးဟန်နေကြတာပါ။ငှက်လေးရအတောင်ပံတွေကိုအစွမ်းကုန်ခတ်ပြီးတော့အမြင့်ကိုပြန်တက်ပါတယ်။ဒီချိန်မှာငါးကြီးရလေထဲမှာတပတ်လဲပြီးရေပြင်းထဲကိုပြန်ကြသွားခဲ့တာပါဒီငယ်လေးကတော့ဘဝနဲ့ရင်ရမဲ့စွန်စားကန်တစ်ခုကိုကြော်ဖြတ်နိုင်ခဲ့တဲ့အတွက်ယုံကြည်ချက်ပိုရှိခဲ့သွားပါပြီ။ဂျန်တဲ့ငယ်လေးတွေကတော့ဒီအဆင့်ကိုဖြတ်ကျော်နိုင်မှုစူးစမ်းနေတော့မှာပဲ။ ဒီနေ့ထုတ်လွှင့်ပေးခဲ့တဲ့ကိုတော့မြန်မာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့ကျေးဇူးများကြီးတင်ပါရနော်။အသေးသေးတော့ကြားရရင်လည်းပြန်လာခဲ့ပါအောင်မယ်။ Subscribe Like and Share ခေါင်းလေးနဲ့ပြီးအားပေးသွားပါရှင်။